အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေအခမ်းအနားကိုမြန်မာနိုင်ငံမတန်ဆွမ်းသူများအသင်းကွန်ရက်ကနေဦးဆောင်ပြီးရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာပထမအဆုံးအကြိမ်ကျင်းပခဲ့ပါတယ်ကိုအောင်အောင်နိုင်သတင်းပေးပို့ထားပါတယ်ရှင်ဒီစင်မှာသုံးရက်နေ့မှာကြာရောက်တဲ့အပြည်ဆိုင်ရာမတန်ဆွမ်းသူနေအခမ်းအနားကိုပုံစံမျိုးစုံနဲ့ကျင်းပကြပြီမဲ့မြန်မာနိုင်ငံမတန်ဆွမ်းသူများကွန်ရက်အနေနဲ့ကတော့ပထမအဆုံးဦးဆောင်ကျင်းပတာဖြစ်ပါတယ်ကျွန်တော်တို့မတန်ဆွမ်းသူတွေက KSS ဒီကမျိုးမှာအမေရိကန်ပြည်ကံတဲ့ ခြေတနာလက်ကြပြီနဲ့ယခုအချိန်ခါမှာဆိုရင်ကြောင်းလေးလာတဲ့ကစ္စည်းနဲ့အညီမဇ္ဈာသံဃာရဲ့အခွင့်အရေးများပါလေကျွန်တော်တို့ပေါ်ပေါက်လာဖြစ်ပါတယ်ဒီနေ့ကိုကမ္ဘာကုလသမဂ္ဂနေသမတ်ပေးထားတာဖြစ်ပြီးမတန်ဆွမ်းသူရဲ့အခွင့်အရေးဆိုင်ရာဥပဒေတွေနဲ့သဘောတူညွတ်တွေကိုသက်ဆိုင်ရာအာဏာပိုင်တွေကလိုက်ပါဆောင်ရွက်ပေးဖို့နဲ့ပြည်သူတွေသိရှိသိဖို့အတွက်ဒီနေ့အခမ်းအနားကိုကျင်းပလာလို့ဆိုပါတယ်။အားလုံးမတန်ဆွမ်းသူအခွင့်အရေးပေါ်မှာအားလုံးစိတ်ဓာတ်မကျဘူး။ ိုလိုကိုဒစနစ်အတိုင်းလမ်းလာပြီးတော့သွားတော့ဘုန်းနဲ့ဘုလိုကိုညီပေးတဲ့အဖက်ဖက်ကဒီကြီးမြောက်လည်းကျေးဇူးအထူးတင်ပါတယ်လို့မြန်မာနိုင်ငံမှာဆိုရင်2014ခုသရရင်တွေရအထံတန်းသူရေအတွက်ဟာမြန်မာနိုင်ငံလူ့ရေရဲ့၄တသမ6သန်းကရှိနေတယ်လို့မြန်မာနိုင်ငံရဲ့လူ့ရေသကောင်စရင်မတန်းတွေမှာဖော်ပြထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဆိုရင်လေ အတန်တန်သူများရဲ့အခွန်အရေးနဲ့ဥတွေကို2015ဇွန်လအတွင်းကပြဋ္ဌာန်းခဲ့တာဖြစ်ပြီးတော့မြန်မာနိုင်ငံတကာငယ်လုံးမှာဆိုရင်တော့အတန်တန်သူအရေးတွေဟာ23သိန်းခန့်ရှိနေပါတယ်။ဒီနေ့ကျင်းပတဲ့အပြည်ပြည်ဆိုင်ရာအတန်တန်သူများနေ့မှာ ကုလသမဂ္ဂပေးပို့တဲ့အပြည်ပြည်ဆိုင်ရာအတန်တန်သူတွေအတွက်သွန်လာမှာတော့အတန်တန်သူတွေရဲ့အခွန်အရေးကိုကာဝယ်ဖို့အတန်တန်သူတွေကိုအလုတ်ကိုင်ခွန်လမ်းတွေမှာနေရာပေးဖို့အတွက်ကိုထည့်သွင်းရေးသားထားပါတယ်။ ဒါအပြင်ပသွန်သန်းသူတွေကိုယ်တိုင်သူတို့ရဲ့အခွင့်အရေးတွေနဲ့ရပိုင်ခွင့်တွေကိုထဲသွင်းတောင်းဆိုသွားပြီးတော့လူပညာရှင်တွေရဲ့ဖြောပြမှုတွေနဲ့အတူဂုဏ်ပြုခဲ့ပါတယ်ကျွန်တော်အောင်အောင်နိုင်ပါ